အားလုံးပဲမင်္ဂလာပါရှင်။တရားတစ်ပြက်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်မှာတော့ကျမ်းမာရေးဗဟုသုတတွေကိုအချိန်တိုအတွင်းနားလည်သွားအောင်တိဆက်ပေးသားမှာဖြစ်ပါတယ်။ဒီအပတ်မှာပြပြပေးသားမယ့်အကြောင်းလေးကတော့ကိုယ်ရင်ပြကြခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒီတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်။ညီမဗီဒီယိုလေးကိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါ on ခဲ့လို့မေးပါနေအောင်ရှင်။ ုံပြပြချင်ကြောင်းမပြောခင်အရင်ဆုံးပြပြချင်တာရှိပါတယ် အမျိုးသမီးတယောက်ဟာကိုယ်ဝင်ပြောက်သွားပြီဆိုလို့ရှိရင်ကိုကုတ်ကိုအပြည့်ရှိတယ်လို့လို့တောင်းဝင်ပြီးကင်းတယ်လို့လို့ခံစားရလေးရှိပါတယ်အဲ့လိုမခံစားပါနဲ့နော်ဘာလို့လဲဆိုတော့ကဘာပေါ်မှာအမျိုးသမီးလေးယောက်မှာတယောက်နှုံလောင်ကကိုယ်ဝင်ပြောက်တယ်လို့စတန်တွေရပြောပါတယ်ဒါကြောင့်ကိုကအဲ့ဒီလေးယောက်ထဲမှာတယောက်ဖြစ်တဲ့ကန်ဆုံးမှုပဲဖြစ်သွားတာပဲဖြစ်ပါတယ်ကိုယ်ဝင်ပြောက်တာကို abortion လို့ခေါ်တယ်လို့ miss carry လို့လည်းခေါ်ပါတယ်နော်တရေသားပတ်နှစ်ဆမတိုင်းခင်တရေသားနဲ့အခြေတစ်ခုလုံးဒါမှမဟုတ်တရေသားရဲ့အစိတ်ပိုင်းတစ်ခုကတိုင်ပြင်းမအောင်ထွက်ကြသွား တာကိုကိုင်ပြကြတယ်လို့ခေါ်ပါတယ်ပြီးတော့တရေသားရဲ့တတပတ်20ကျော်မှပြကြတာကိုတော့ကိုင်ပြကြတယ်လို့မခေါ်တော့ဘဲနဲ့ကလေးရဲ့သေမွေးခြင်း stay bright လို့ခေါ်ကြပါတယ်ရှင်နောက်ပြီးတော့ကိုင်ပြကြတော့မယ်ဆိုလို့ရှိရင်ဘယ်လိုလက္ခဏာပြတ်တယ်လဲဆိုတာကိုပြပြပေးပါမယ်เนาะ ကိုဝင်ဆောင်တယောက်ကကိုဝင်ဆောင်နေတဲ့ကာလတစ်ခုလုံးမှာရာသီသွေးထိန်နေရပါမယ်။ရာသီသွေးလုံးဝမပေါ်ရပါဘူး။ကိုဝင်တန်းညွနေတဲ့အချိန်မှာရာသီသွေးလိုသွေးစာသွင်းစာလေးစတင်လာပြီဆိုလို့ရှိရင်အဲ့ဒါဟာကိုဝင်ပြကြခြင်းနဲ့နမိတ်ပဲဖြစ်ပါတယ်။ အဲ့ဒီအခြေအနေကို trade and option လို့ခေါ်ပါတယ်เนาะဒါပေမဲ့တစ်ပတ်နှစ်ပတ်လောက်တည်တည်ချာချာနဲ့အားယူလိုက်မယ်ဆိုလို့ရှိရင်เนาะပြတ်တက်တာသွားလိမ့်ရှိပါတယ်ရှင်တချို့ကုန်ဝင်ဆောင်တွေကသေသသွေးနာပဲထွက်ရုံမကဘဲနဲ့သွေးတုံးသွေးခဲတွေပါထွက်လာလိမ့်ရှိပါတယ်ဒီလိုအခြေအနေမျိုးဆိုရင်เนาะကိုယ်ဝင်ပြကြတာဖြစ်နိုင်ပါပြီကိုယ်ဝင်တန်းလွတ်နေတဲ့အချိန်ကိုယ်ဝင်ပြကြတဲ့အခါမှာတရေသားရဲ့အစိပ်ပိုင်းအကုန်လုံးမဟုတ်ဘဲနဲ့တပိုင်းတစားထွက်သွားတာပိုဖြစ်နိုင်ပါတယ်ဒီလိုမျိုးတရေသားရဲ့အစိပ်ပိုင်းအကုန်မဟုတ်ဘဲနဲ့ တစိမ့်တစ်ပိုင်းသာထွက်သွားတဲ့ကိုယ်ပြကြခြင်းမျိုးကိုတော့ incomplete abortion လို့ခေါ်ပါတယ်။ဒီလိုအခြေအနေမျိုးဟာသွေးထလွန်နာတိမ်နဲ့ပိုးဝင်တာတွေဖြစ်တတ်ပြီးတော့အန္တရာယ်ရှိတဲ့အတွက်ဆေးရုံတက်ပြီးတော့တိမ်ချစ်ထုတ်ဖို့လိုပါမယ်။တခါတလေမှာထူးထူးဆဆကိုယ်ပြကြတာမျိုးတွေရှိပါတယ်။ဒေသစတင်ကလေးကဒေသအိတ်ထဲမှာဒေသမပါလာဘဲနဲ့အခြေတစ်ခုရောက်တဲ့အခါမှာပြစ်ကျသွားတာမျိုးတွေရရှိပါတယ်။ဒေသမပါတော့လေဦးပြစ်ကျတယ်ပဲပြောရမှာပေါ့နော်။ အဲ့ဒီလိုတည်တည်သားမပါတဲ့အိပ်ပြကြတာကိုတော့ bright oven လို့ခေါ်ပါတယ်။ကိုရင်ပြကြတာဟာဘာအကြောင်းကြောင့်လဲဆိုတာကိုတော့အခုတည်းရှိရှိလေးလေးမပြောနိုင်ကြသေးပါဘူး။ လူစားချက်တွေအရတော့ကိုဝင်သောကာလအတွင်းတည်သားကြီးသွားတဲ့နေရာမှာအမှားယုံတစ်ခုဖြစ်လို့ပဲဖြစ်ဖြစ်တည်သားဟာမိခင်အတွက်အန်ဒီရဖြစ်စေလို့ပဲဖြစ်ဖြစ်မိခင်မှာကုသရောဂါတစ်ခုခုတွေးခဲတာနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုရှိလို့ပဲဖြစ်ဖြစ်ပြကြနိုင်တယ်လို့တော့ပြောကြပါဗျပြီးရောတိကျတယ်သိပ္ပံနီးကြအထောက်ထားတွေလည်းမရှိသေးပါဘူးเนาะ ကိုရင်ပြကြတာညတော့အဖြစ်မိခင်ရံအတွက်အနေရမရှိတတ်ပါဘူးဒါပေမဲ့တရေသားရဲ့အဆက်ရပိုင်းအကုန်မထွက်ကြတဲ့အင်ကွန်ပလီအဘော်ရှင်မှာတော့စိယုံတက်ပြီးတည်ရင်မချိရင်မိခင်ရံအတွက်သွေးထွက်လို့နာအိုးရင်တာဖြစ်ပြီးတော့အသက်အန္တရာယ်ရှိနိုင်ပါတယ်ပြီးတော့ကိုရင်ပြကြပြီးတဲ့အခါမှာမိခင်မှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြီးကြီးမားမားရှိနေနိုင်တဲ့အတွက်သူ့ကိုမိသားစုဝင်အနေနဲ့အဘယ်နှစ်သိမ့်မှုလုပ်ပေးတင်ပါတယ်နော် ထပ်ပြီးတော့နောက်ထပ်ကုန်ဝင်ထပ်ယူလို့ဘယ်အချိန်မှအဆင်ပြေမလဲဆိုတာကိုပြပြပေးပါမယ်နော်။ကုန်ဝင်ကျပြီးတဲ့အခါမှာနောက်ထပ်ကုန်ဝင်ယူဖို့ဂါတိသွေးပြင်ပေါ်တဲ့အချိန်ကိုပြန်ဆောင်ရပါပြီ။ကိုယ့်ရဲ့ခန္ဓာကိုယ်ကအဆင်သင့်ပြတဲ့ဘယ်အချိန်မှမဆိုကုန်ဝင်ထပ်ယူလို့အဆင်ပြေပါရဲ့နော်။ဒီလောက်ဆိုရင်တော့ကိုရင်ပြကြခြင်းအကြောင်းကိုသိသွားပြီလို့ထင်ပါတယ်။ကျမတို့ AM Channel ရဲ့လျှက်တပြက်ကျမရဲ့အစီအစဉ်မှာအခုလိုမျိုးကျမရဲ့ဗဟုသုတတွေကိုတော့ဆက်သက်ဆက်ပြသွားမှာမို့ဆောင်းမကြည့်ယူအားပေးကြပါအောင်နော်။အဆုံးနည်းကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။